လူတွေအသက်ကြီးတော့မှဘာလို့ငယ်ဘဝကိုပြန်သွားကြင်ကြတာလဲဒီဘက်ခင်မှာမှမဟုတ်ပါဘူးအသက်20နောက်ပိုင်းအရွယ်ရောက်ပြီးသားလူကြီးတွေအများစုကငယ်ဘဝအတိတ်ကိုလွမ်းဆိုရင်းနဲ့ပြန်ရောက်သွားကြင်စိတ်တွေအများအန်းဖြစ်တတ်ကြပါတယ်ဒီလိုအတွေးတွေဝင်လာရတယ်ဆိုတာကအကြောင်းရင်းများစွာရှိနိုင်တယ်လို့ ကိုယ့်ရဲ့လက်ရှိအချိန်မှာရောက်နေတဲ့နေရာဖြစ်နေတဲ့ဘဝအခြေအနေတွေကိုစိတ်တိုင်းမကြတာ။နောင်တရတဲ့စိတ်တွေ၊ယူကျုံမရတဲ့ဖြစ်မိတဲ့အမားတွေကြောင့်လည်းအဲ့လိုတွေးမိတတ်ကြတာပါ။ညာတော့အဖြစ်တော့ဒီလိုအတွေးတွေဝင်လာတာကလူကြီးပိုင်းအရွယ်တွေမှာမကြခဏဆိုတယ်လို့ဖြစ်တတ်ပြီးတော့ဆက်ရောဂါလို့တော့ခေါင်းစဉ်တက်လို့တော့မရပါဘူးနော်။ဒါပေမဲ့အဲ့ဒီအတွေးတွေရဲ့နောက်ွယ်မှာကပ်ပါလာနိုင်တဲ့အထိတ်ကျမ်းမာရေးပြဿနာတွေကိုတော့လေ့လို့မရှိသင့်ပါဘူးနော်။အဲ့တော့လူတွေအသက်ကြီးတော့မှဘာလို့ငယ်ဘဝကိုပြန်သွားကြည့်ကြတာ လဲဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာပြပြပေးထားပါရရှင်။ ပထမအုံဆုံးတစ်ခုကတော့လက်ရှိရောက်နေတဲ့အချိန်ကကိုကြီးပြင်းခဲ့တဲ့အချိန်နဲ့မတူတော့တာပါ။ဒါကို generation gap လို့ခေါ်ပါတယ်။အချိန်ကာလနှစ်ခုကွာခြားခြင်းလို့လည်းပြောကြပါတယ်။အလွယ်ပြောရမယ်ဆိုရင်တော့ကျမတို့ကလေးဘဝကအကြီးပြင်းလာခဲ့တဲ့ကိုစိတ်ကိုလုံခြုံမှုဖြစ်စေခဲ့တဲ့ပါဝင်ခြင်းကနီးပညာတိုးတက်မှုတွေနောက်မှာအထိုင်လျောက်ပြောင်းလဲနေပြီးတော့ကိုမတိလိုက်တဲ့အချိန်အတွင်းမှာဘာမှသက်ဆိုင်မှုမရှိတော့တဲ့ကဘာကြီးတို့ရောက်သွားတယ်လို့မျိုးခံစားချက်ပါ။ ။ပုံမှန်နေရည်တွေဖက်ကြော်နေတဲ့အချိန်မှာသတိမထားမိပေမဲ့စိတ်ရမ်းညစ်နေတဲ့အချိန်ငယ်ဘဝကလှုပ်ပူးတဲ့အရာနားထောင်မှုတဲ့သချင်းတဘောလောက်ပြန်နားထောင်မိလိုက်မယ်ဆိုရင်တော့ဒီလိုစိတ်တွေကဝင်လာတတ်ပါတယ်။နောက်ထပ်တစ်ချက်ကတော့တာဝန်ယူမှုတွေများလာတာပါ။အသက်ကြီးလာလို့လုပ်ငန်းခွင်ထဲဝင်ရောက်လာတဲ့အခါမိသားစုတစ်ခုကိုတိစောက်တဲ့အခါ အိမ်နောင်ဦးစီးနေရာကိုရောက်လာတဲ့အခါကို့မှာယူရတဲ့တာဝန်တွေကများသထက်များလာပါတယ်။ခလေးဘွားမှာတော့ကိုစားချိန်တန်းစားမယ်၊စားလုံးချိန်တန်းစားလုံးမယ်၊အိပ်ချိန်တန်းအိပ်၊ဘဝကိုအေးအေးဆေးဆေးနဲ့အပူအပင်မရှိဖြတ်ကျော်လာခဲ့ပေမဲ့အသက်ကြီးလာတာနဲ့ဒီလိုလက်လို့စပယ်နေလို့မရတော့ပါဘူး။ကိုကလှုပ်ချင်နေဆိုတဲ့အရာတွေရှိနေရင်တောင်မှပဲကို့နောက်မှာရှိနေတဲ့သူတွေ၊ကို့ကိုမိခိုနေတဲ့သူတွေ၊မိသားစုဝင်တွေကိုငဲ့ကွက်ရင်းနဲ့ဒီလိုလုပ်လို့မဖြစ်သေးပါလားဆိုတဲ့စိတ်တွေကကို့ ကိုနောက်ဆန်တင်စီပါတယ်အဲ့လိုအခြေအနေကြောင့်လည်းငယ်ဘဝပြောင်းသွားရင်ကောင်းမှာပဲဆိုတဲ့စိတ်တွေကဖြစ်လာတာပါရှင်နောက်ထပ်တစ်ခုကတော့နောင်တရစရာကိစ္စတစ်ခုခုရှိတာအမားတစ်ခုခုလုံးမိတာပါကျွန်တော်နိုင်ငံမှာဆိုရင်လူငယ်တော်တော်များများဖြစ်ပုံမယ်ဒါဒါတည်တက်ကသူကိုမတက်ခဲ့ပဲနဲ့တခြားတစ်ခုတက်ခဲ့ရင်ကောင်းတာမိဘတွေတိုက်တွန်းတာကိုပဲတသွေးမတိုင်းလိုက်နာတာချက် ိုဝါဒနာပါတဲ့လမ်းကကိုလိုက်ခဲမိလိုက်ရင်ရောအမားတို့လုံမိလိုက်တဲ့အခါမှာလည်းငါအဲ့ဒီအချိန်တုန်းကဒီလိုလှုပ်ခဲလိုက်တင်ပါတာလားဆိုတော့ဒီလိုမျိုးပေါ့နော်နောင်ထရတာပြီးယူကျုံမရဖြစ်တာပြီးခံပြင်းတာတွေကကိုယ့်ရဲ့စိတ်ကိုနောင်စံတင်းစီဖို့အတွက်အကြောင်းဖန်လာတာပါနောက်ထပ်တစ်ခုကတော့လက်ရှိဘဝကိုစိတ်တိုင်းမကြတာပါကိုမျောလင့်ထားသလောက်အောင်မြင်မှုမျိုးကိုမရရှိတာကိုလိုချင်သလောက်ဝင်ငွေပမာဏကိုမရနိုင်သေးတာအချီ အိမ်နာရေးပညာရေးဒါတွေနဲ့ပတ်သက်ပြီးတော့ကိုကိုကိုရောမိဘဝင်ကျင်ကလူတွေကိုပါစိတ်တိုင်းမကြတဲ့အခါမှာလဲအဲ့လိုတွေတွေဝင်လာတတ်ပါတယ်ပြောရမယ်ဆိုရင် စိတ်ညစ်သိငယ်စိတ်ကြကြနေတဲ့အချိန်မျိုးဆိုရင်တော့အကျိုးမရှိတဲ့အတွေ့အကြုံတွေကဝင်လာတော့တာပါပဲအမှန်တမ်းပြောရမယ်ဆိုရင်ဒီလိုအတွေ့အကြုံတွေကြောင့်တော့ကိုယ်ရဲ့စိတ်ကိုဒုက္ခမပေးနိုင်ပါဘူးဒါပေမဲ့ဒီလိုအတွေ့အကြုံတွေကို ဖြစ်စေတဲ့အကြောင်းရင်းတွေကကိုယ်ရဲ့စိတ်ကိုဖိစီးစေတဲ့အခါကိုယ့်ကိုယ်ကိုတော့မနစ်သိနိုင်တော့လောက်အောင်လို့စိတ်ဓာတ်တွေပြိုလဲသွားတဲ့အခါမှာတော့ကိုယ်စိတ်ကိုပြန်ကူးဆိုင်ဖို့လိုအပ်ပါတယ်ဒါကြောင့်မို့လို့အတိတ်တွေကိုပြန်ပြီးတော့မတူးဆွာပါနဲ့ဖြစ်ပြီးခဲ့တဲ့အကြောင်းအရာတွေကြောင့်လက်ရှိအချိန်မှာကိုကအချိန်နဲ့အမျှကြို ုံးစားနေတဲ့လူကောင်းတယောက်ဖြစ်နေတယ်ဆိုတာကိုလက်ခံထားပါလက်ရှိအချိန်မှာအမြဲတမ်းအကောင်းဆုံးကြိုးစားပါနောင်တတွေနဲ့အသက်မရှင်ပါနဲ့အချိန်တွေဆိုတာကိုမီးသွားရင်ပြင်မြနိုင်တော့ပါဘူးဒါကြောင့်မို့လို့အချိန်ကိုဘယ်တော့မှမဖြုံးပါနဲ့နော်ကိုဝန္ဒနာပါတာကိုပြောမယ်ထင်တာ ိုးဘဝအတွက်အရေးကြီးတာဒါရီအလုံးကိုချင့်ချိန်ပြီးတော့လုပ်ပါ အရာရာကိုအကောင်းမြင်ပါကိုယ်မှာရှိနေတဲ့အရာတွေကိုတန်ဖိုးထားတတ်ဖို့ပဲလိုပါတယ်ကိုမျောလင့်ထားသလောက်အမြင်မှုမရသေးတဲ့အချိန်မှာဆက်ပြီးတော့ကြိုးစားပါလူတွေရောက်ကြဆုံးနေဆိုတာတောင်းဆုံးထွက်သက်မှာမှဖြစ်နိုင်တာပါမျက်ပြန်တိုင်းမှာမျောလင့်ချက်ရောင်ကြီးကပေါ်လာစမြဲပါပဲနော်တခြားလူတွေရောက်အတွက်နဲ့ဘဝကိုအသက်မရှင်ပါနဲ့ကိုယ့်အတွက်ကိုဘဝကိုရည်တည်ပါဆက်ပြီးတော့အရှင်သန်ပါ ပျော်ရွှင်မှုအတွက်ယူစားပါ။မှားခဲ့တာတွေကိုသင်ခန်းစာယူပါ။ဖြစ်ပြီးခဲ့သမျှကိုပြန်တွေးပြီးတော့ကိုယ်စိတ်ကိုအပူလောင်မခံပါနဲ့။ကိုကောင်းတဲ့အနာဂတ်ဆိုတာကိုယ့်လက်ထဲမှာကိုယ်စိတ်ရဲ့ပုံဖော်ဖန်တီးလို့ရပါတယ်။ကိုယ့်ရဲ့စိတ်ကလေးကိုသာဒီလိုပုံစံလေးပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင်တော့ညစ်နေတဲ့ကိစ္စတွေအနည်းငယ်များတော့ရင်းနှီးပေါ်သွားနိုင်မှာပါ။ အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာနဲ့တာယာပျော်ရွှင်ပွဲနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးနေပဲညီကုန်းချုပ်လိုက်ပါရနော်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်တွေ့ကြတာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်